ဆောင်းလေအေးအေးလေးရဲ့ညနေတနေ့ညနေလေးမှာမိသားစုလိုက်တံတားနီဆိုတဲ့နေရာလေးကိုအလဲခီးသွားခဲ့ကြတာဇင်ယောငှက်တွေလည်းအများကြီးပဲတွေ့ရတာဖြစ်တဲ့အတွက်ပျော်ရွှင်စရာအရန်ကောင်းတယ်ကျမကတော့ဇင်ယောငှက်ကလေးတွေကိုအစာကျွေးရတာအရန်ပျော်ရွှင်ခဲ့တာပေါ့နော်ဇင်ယောငှက်တွေကအများကြီးဖြစ်တာဖြစ်လို့ပျော်ရွှင်မှုတွေလည်းပေးတယ်ညနေခင်းရဲ့စည်းစာအချိန်ကလေးရလဲပဲတာယာမှုတွေပေးတယ် ပင်လေပြင်းရဲ့လီအီအီလေးရလည်းပဲစိတ်ချမ်းသာမှုတွေပေးတယ်။ဇင်ယုံငှက်ရဲ့အတန်တတလေးတွေကလည်းအယမ်းကိုကြည်နူးစရာကောင်းလာပါတယ်။ကျမတို့နဲ့နီးနီးလေးပဲဒီတံတားနီဆိုတဲ့နေရာကိုသွားတဲ့အခါမှာအိမ်ကနေပြီးတော့ကားမောင်းသွားရင်မိနစ်20ကျော်ကျော်ဝန်းကျင်လေးပဲမောင်းရတာဖြစ်တဲ့အတွက်ညနေတိုင်းလိုလို ွားကျင်စရာကောင်းတယ်ဒီလိုမျိုးလေးကိုမိษွေတွေကိုလည်းပဲဒီနေရာလေးကိုသွားပြီးတော့มาလဲစီခြင်းနဲ့လူတွေကတော့အများကြီးပဲလာကြတယ်ရက်ဝေရက်နေအားလုံးအများကြီးလာကြတာဖြစ်တဲ့အတွက်ပျော်ရွှင်စရာကောင်းတဲ့နေရာလေးတစ်ခုကို မလာဘူးတဲ့သူတွေအတွက်ကို ဖိတ်ခေါ်ခြင်းနဲ့ကျမရဲ့ မောင်ငယ်လေးတယောက်မြောက်ဝီကနေအလေးလာတာဖြစ်တဲ့အတွက်သူ့ကိုလိုက်ပို့ရင်းနဲ့ရောက်ရှိသွားတာသူဆိုရင်လည်းပဲတစ်ခါဒီနေရာမရောက်ဘူးတော့အယမ်းပျော်နေခဲ့တာပေါ့နော်တချို့ဆိုဇင်းရုံငှက်ဆိုတာကိုတော့မမြင်ဘူးကြဘူးကျမဆိုရင်လည်းငငယ်ကမမြင်ဘူးဘူးအခုလိုကြီးမှမြင်ဘူးတာဇင်းရုံငှက်ဆိုတာဒီလောက်ရှစ်စရာကောင်းမှန်းနော်ဖြူဖွေးပြီးတော့မှအများကြီးပဲဒီနေရာမှာကျမရဲ့သားလေးကလည်းပျော်ပျော်ရွှင်ရွှင်နဲ့စွန်နေလွတ်တယ်ကျမတို့ငငယ်တုန်းကဆိုလို့ချင်းစွန်လွတ်ရတာ အရန်ကြိုက်တယ်ပေါ့ယောက်ျားလေးဖြစ်တဲ့အတွက်စွန်အဘောမှာမြင့်ကြီးကိုတွားပြီးတော့လှုပ်ရတဲ့ခံစားချက်ကလေးပျော်ရွှင်နေရာလေးကိုကြည့်ပြီးတော့ကျမတို့လည်းပီတိဖြစ်ရတယ်မိသားစုတွေကိုဖိတ်ခေါ်ပါတယ်ဒီနေရာလေးကိုလာလေကြပါရှင်